ားလုံးမင်္ဂလာပါမိတ်ဆွေတို့ကိုရောက်ရှိလာတဲ့တပေါင်းလာပြီနေ့ကနေစပြီးတလတာအတွက်အမြင်များမှ ပြောတော့ကန်းချက်မှာအဟောလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ဟိုအခုရောက်ရှိလာတဲ့မကြခင်ရောက်ရှိလာတော့မယ်တပေါင်းလာပြီနေ့ဖြစ်တဲ့လာဘက်ကပြည့်တဲ့နေ့ဖြစ်တဲ့မတ်လ14ရက်နေ့ကနေနော်နောက်ထပ်တကူးလာပြည့်မတိုင်ခင်အထည် တလတာအချိန်ကာလမှာပေါ်ပေါက်လာမယ်နော်အမည်နာမပိုင်ရှင်တွေအတွက်ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ်အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုတဲ့နေရာမှာနေ့နိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်နော်အခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုတဲ့ဟာတွေဟာအမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်အဲ့ဒါလေးကိုနားလည်ပေးပါနော်အဲ့တော့ အမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကိုအဖွင့်ပေးထားလဲဆိုတာကိုနော်စဉ်းစားပြီးတော့အခုဟောမယ်နာမည်ရင်းနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာဖြစ်ပါတယ်နော်ဥပမာအဲအောင်ဝင်းဆိုရင်သူ့အတူဘာနေတာပဲဖြစ်ဖြစ်တနင်းငွေနေနဲ့အစပြုတဲ့အမည်ပိုင်ရှင်နေမှာနားထောင်ရမယ်နော်နောက်တစ်ခါဟောနော်ဟိုဖြူဖြူဆိုရင်သူတိတနင်းငွေတမီပဲဖြစ်နေအောင်တော့ ကြာတာပရိနိုင်နဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ပေးရမှာဖြစ်ပါတယ်။ကဲစပြောပါတော့မယ်နော်။တနည်းအနေနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေနော်အိမ်ချမ်းမြေများနဲ့ပတ်သက်တဲ့ရောင်းချင်းဝယ်ချင်းတွေအောင်မြင်မဲ့ကာလဖြစ်ပါတယ်။အခြေကဲဆရာသမားတွေထံကအကူအညီရရှိပါလိမ့်မယ်။စီးပွားရေးမှာမနာလိုသူအတားဆီးပြုသူတွေတော့ပေါ်နိုင်တဲ့ကာလဖြစ်လို့တရိထားဖို့တော့လိုပါတယ်။ လောင်ငယ်သားအလုပ်သမားတွေနဲ့လုပ်ရတဲ့အလုပ်တွေလုပ်နေသူဖြစ်မယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်။ခရီးသွားဖို့တော့စီစဉ်ပြီးမှပြက်ပြဲသွားတတ်လို့ခရီးနဲ့ပတ်သက်ပြီးဂယုဆိုင်ဖို့တော့လိုအပ်ပါတယ်။စီစဉ်ထားတာတွေကိုအသေးချာတိကျအောင်ဆောင်ရွက်တင်တယ်လို့ပြောချင်ပါတယ်။နော်။ အခြေရေကတော့အလုံးကိုကန်ကောင်းတဲ့လဖြစ်ပါတယ်เนาะဒါဆရာမပြောရဲတနင်္ဂနွေနေ့နဲ့အစပြုတယ်ဆိုတာအမျိုးသားကိုရောအမျိုးသမီးကိုရောရှင်းညွှန်းပါတယ်เนาะအခြေရေကန်ကောင်းတဲ့လဖြစ်ပါတယ်အဲ့တော့အိမ်အောင်တွေဆိုရင်တော့အိမ်အောင်တွေဟာအပေးယူမျှတဲ့လကာလဖြစ်နိုင်မယ်လို့ဖော်ပြထားပါတယ်အဲ့တော့ကျမ်းမာရေးရတော့မျက်လုံးနာတာမျက်လုံးထိခိုက်တာဒါတွေကိုတော့တရိပ်ထားသွားရမှာဖြစ်ပါတယ် เนาะကုသိုလ်အစီအစဉ်နေနဲ့ပြုလုပ်ရမှာကတော့ကောင်းချင်းမောင်းအဖြူ၃ပွဲ ကော်ဖီ၃ခွက်ကိုပြင်းမင်းအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံစွန်းအဖြစ်နဲ့ကတ်လူပေးသွားဖို့ဖြစ်ပါတယ်။နောက်တစ်ခုပြောပါမယ်။တနင်္လာနေ့တနင်္လာနေ့နဲ့အစပြုတဲ့အမိပိုင်ရှင်နေ့တနင်္လာနေ့နဲ့အစပြုတဲ့အမိပိုင်ရှင်နေ့ကစီပွားရေးအသက် လုပ်ငန်းအသက်တွေပေါ်ပေါက်လာပါလိမ့်မယ်။ တည်ယူဖို့ဆောင်ရည်လုပ်ငန်းတွေဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်တဲ့သူဖြစ်ရင်တော့အချိုးအမြတ်ကောင်းတဲ့ကိုရရှိမှာဖြစ်တယ်။ဒါပေမဲ့မော်တော်ကားမော်တော်ယာဉ်နဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့စီးပွားလုပ်ငန်းမှာပဲဖြစ်ဖြစ်ပိုင်ဆိုင်တဲ့မော်တော်ကားမော်တော်ယာဉ်တွေမှာပဲဖြစ်ဖြစ်ထိခိုက်မှုပျက်စီးမှုတွေဖြစ်ပေါ်တတ်တာဘူးရောတလားတလုံးသတိထားရမှာပါ။အဲနိုင်ငံသားဘာသာစကားသင်ယူနေတဲ့သူတွေအတွက်တော့မိမိသင်ယူတဲ့ပညာရက်နဲ့ မိမိမှာအကျိုးပေးတွေထင်ရှားလာမဲ့ကာလဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်ရင်တော့လီလာဟာတနင်္လာနေ့နဲ့စပြည့်တဲ့မြေပိုင်ရှင်တွေအတွက်အခြေရင်ကန်ကောင်းမဲ့လာတလာလို့တွေ့ရပါတယ်။အိမ်အောင်တဲ့တွေကတော့တုံးနဲ့တူအထင်မြင်လွဲမှားတာမျိုးတွေဒါမှမဟုတ်ပဝင်းကျင်က အထင်မြင်လွဲမှားလို့ဖြစ်ပေါ်လာတဲ့စိတ်နောက်ချက်တွေဝင်ရောက်တတ်ပါတယ်။ တန်းမာရင်အရာတော့တနင်္လာနေ့နဲ့အစပြုတဲ့အနည်းပိုင်းရှင်တွေဟာအဆုတ်ပွားအဆုတ်ရောင်နာကိုသတိထားရမှာဖြစ်ပါတယ်။တနင်္လာနေ့နဲ့အစပြုတဲ့အနည်းပိုင်းရှင်တွေအတွက်ပြုလုပ်တဲ့ကုသိုလ်အစီအစဉ်လေးကနေ့စဉ် no နဲ့စွမ်းကို ရောပြီးပြောရရင်တော့ no sense no center ရဲ့စွမ်းပေါ့နော်။အဲ့ဒီလို no နဲ့စွမ်းနဲ့ကိုရောပြီးစားလေးခတ်ပြီးတော့အယုံအချိန်မှာ 培养新木，哎用竹鞭、树藤木劈把的，哎喽，树藤劈的切，割树劈的切嘛喽，培养新长着新木片六七亩地，共得过百个，当前又瓜得了收不少坚果都有了，哎那个，那些桑叶全部劈把的，喏，那。 အင်္ဂါနယ်နဲ့အစပြုတဲ့အပြီးပိုင်းရှင်တွေအင်္ဂါနယ်နဲ့အစပြုတဲ့အပြီးပိုင်းရှင်တွေဟာစာလုံးစာလိန်စာကွဲစာမြင့်စွဲညပေါ့နော်ဒါရီနဲ့အစပြုတဲ့အပြီးပိုင်းရှင်တွေပါဝင်ဆုတ်လိုက်ပြုံလိုက်ဝင်ရောက်လာလိုက်မယ်တဲ့အရန်ကိုဝမ်းသာစရာကောင်းတယ်နော်အကျိုးကျေးဇူးလေးကိုခံစားရမှာဖြစ်ပါတယ်ငွေဆုတ်လိုက်ပြုံလိုက်ဝင်ရောက်လာလိုက်မယ်မိသားစုကိုအကြောင်းပြုပြီးစိတ်ပူပန်မှုတွေတော့ပေါ်စေရတတ်ပါတယ်တဲ့အတိုက်ခံစကားပြောပြီး ဖြေရှင်းရမယ့်ကိစ္စတွေเนาะအဲ့ဒီကိစ္စမျိုးတွေကိုတော့ဒီလထဲမှာရှောင်းပါဘာကြောင့်လဲဆိုတော့အဲ့လိုအတိုက်ခံစကားပြောပြီးတော့မှအောင်မြင်မှုယူရမယ့်ကိစ္စရက်တွေမှာတော့အောင်မြင်မှုမထင်ရှားနိုင်ဘူးလို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီလိုအတိုက်ခံစကားပြောရမယ့်ကိစ္စတွေပေါ်ခဲ့ရင်တော့ရှောင်းပေးပါလို့เนาะဒီလိုလေးဟောချင်ပါတယ်နောက်တစ်ခါကိုပိုင်းစီးပွားလုပ်ငန်းလုပ်တဲ့လူတွေဟာဒီပတ်စံကတော့ငါ့အတွက်ပြန်ရစရာမရှိတော့ဘူး ဒီပစ္စည်းကတော့ငါအတွက်ရောင်းမထွက်တော့ဘူးလို့ sorry အဆုံးတွက်ထားတဲ့เนาะပစ္စည်းငွေကြေးအဲ့ဒီတန်ဖိုးတွေဟာเนาะမိမိအတွက်အကျိုးအမြတ်အဖြစ်နဲ့ပြောင်းလဲပြီးမိမိရှိကိုရောက်ရှိလာစေနိုင်တဲ့ကာလလည်းဖြစ်တယ်လို့တွေ့ရတယ်ဆိုလိုတာကเนาะရှုံးပြီလို့ယူဆရတဲ့ကွန်ပစ္စည်းတွေကနေအမြတ်ဖြစ်လာနိုင်တယ်မရနိုင်တော့ဘူးလို့ယူဆထားတဲ့ပတ်စံတွေကနေမိမိရှိကို အဲ့ဒီပတ်စံนี่ပြန်ဝင်လာနိုင်ပါတယ်ဒါကောင်းတော့เนาะအဟောကောင်းတော့ကံတရားပေါ့နော်နောက်တစ်ခါပညာရေးနဲ့ဆိုင်တဲ့ဂျိုးပန်မှုတွေကနေအကူအညီထောက်ပံ့နေရမယ်ဥမာပညာရေးနဲ့သက်ဆိုင်တဲ့เนาะဆရာသမားအကူအညီထောက်ပံ့ငွေကြေးနဲ့သက်ဆိုင်တဲ့အကူအညီထောက်ပံ့เนาะနိုင်ငံတော်နဲ့ပတ်သက်တဲ့အခြေအနေရဲ့ထောက်ခံချက်အကူအညီထောက်ပံ့ဒါရင်းနဲ့ပတ်သက်ပြီးတော့ကောင်းချိုးဖြစ်ရရှိမဲ့ကာလဖြစ်တယ်လို့ဖော်ပြထားပါတယ် နော်တိုးပေါ်ရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့အနှဲငယ်ခက်ခဲမှုနဲ့ကြုံရတတ်တယ်ကြံ့ကြာမှုတွေဖြစ်မယ်လိုအပ်ချက်တွေများစေတတ်တဲ့ကာလလို့ပေါ်ပြပါရယ်နော်အင်္ဂါနေ့နဲ့အစပြုတဲ့အမိပိုင်ရှင်တွေကတော့အချစ်ရဲမှမျက်နာစမ်းပွင့်မှဖြစ်ပါတယ်ချစ်သူရှိပြီးသားသူလည်းပဲနောက်ထပ်မိမိကိုနှစ်သက်လာတဲ့သူနော်မိမိကိုစိတ်ဝင်စားတဲ့သူတွေပေါ်ပေါက်လာစေတတ်တဲ့ကာလလို့ပေါ်ပြပါရယ် အိမ်အောင်ရင်အိမ်အောင်သေးတွေအတွက်တော့အိမ်အောင်ရင်ကောင်းမွန်ပါတယ်ဒါပေမဲ့သတိထားစရာကမိမိရဲ့အိမ်အောင်ရင်အတွင်းရေးတွေကိုပတ်ဝန်းကျင်နဲ့ဆွေးနွေးတိုင်းပင်တာကိုရှောင်ရမယ်။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ကြောင့်နော်စိတ်ကတိကအောင်အိမ်အောင်ရင်မှာဖြစ်ပေါ်စေရတတ်ပါတယ်။ကျမ်းမာရေးအရတော့လေချောင်းနာတာအဆုတ်အေးမိတာတွေဖြစ်ပေါ်တတ်လို့သတိပြုရမှာဖြစ်ပါတယ်။ကုသိုလ်ပြုရမယ်အစီအစဉ်နေနေတော့မြေပန်းအိုးတစ်လုံးမှာဈေးစွာညော့ငါးညော့ကိုပြင်ပြီးတော့ တလတာလုံးနော်မိမိအိမ်ဖျားចောင်းတော်မှာမညိုတန်းလဲလဲပြီးဖျားရှင်ကိုအာယုံပြုပြီးပို့ဆောင်ပေးသွားဖို့ဖြစ်ပါရဲ့ဘောဓုနန်နဲ့အစပြုတဲ့အမေပိုင်ရှင်ဘောဓုနန်ဆိုတာကနော်ဘောဓုနန်ဆိုတာလရပလဲရကောင်းလဝပေါ့နော်အဲ့ဒီအခရာတွေနဲ့စထားတဲ့အမေပိုင်ရှင်တွေပါအဲ့ဒီအမေပိုင်ရှင်တွေကရည်ရွယ်ထားတဲ့စီပွား စီးပွားရေးကိစ္စတွေအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်တဲ့အဲ့တော့ရည်ရွယ်ထားတယ်မလုံရသေးဘူးဆိုရင်လုံဖြစ်မယ်ရည်ရွယ်ထားတယ်လုံနေတဲ့စီးပွားရေးဆိုရင်လည်းအောင်မြင်မယ်ဒါကိုပြောတာဖြစ်ပါတယ်အဆောက်အဦအစ်စ်တွေတိဆောက်တာဝယ်ယူတာတွေပြုတ်လုရပြီးတော့ရတနာပစ္စည်းတွေနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုအစ်စ်တွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားလို့အလုံးကောင်းမွန်တဲ့ကတရားတွေပါ ။နောက်ငပိငချောင်းနဲ့ရေထွက်ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့စီပွားရေးလုပ်တဲ့သူတွေကအကျိုးဖြစ်ထွန်းမဲ့ကာလတစ်ခုဖြစ်တယ်လို့တွေ့ရတယ်။အဲ့တော့ငပိငချောင်းနော်ရေနဲ့သက်ဆိုင်တဲ့ထွက်ကုန်ပစ္စည်းတွေကိုဖြန့်ဖြူးတာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်ထုတ်လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေလုပ်တဲ့သူကဒီလောက်မှာဘော်ဒူးနိုင်ငံနဲ့အစပြုတဲ့အနီးပိုင်ရှင်တွေဖြစ်ခဲ့ရင်တော့အောင်မြင်ဖြစ်ထွန်းလိုက်မဲ့ကာလပါတဲ့။အဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့စူးစမ်းမှု တင်မာတော့မိမိကဝင်ပြီးကြောင်းလျှောက်တာမျိုးပဲဖြစ်ဖြစ်အများတွေကနေလူနေစုရွေးချယ်ခံမှုဝင်ရှင်ပြိုင်တာပဲဖြစ်ဖြစ်ရွေးချယ်မှုခံရတာမျိုးကိုပေါ်ပေါက်မဲ့ကာလဖြစ်ပါတယ်တဲ့ဒါကြောင့်ဘုရုဏန်နဲ့အစပြုတဲ့ပုဂ္ဂိုလ်တွေဟာပညာသင်ကြားဖို့ကြောင်းတက်ဖို့အတွက်နော်ကျောင်းလျှောက်တာမျိုးတွေပညာရေးနဲ့ပတ်သက်ပြီးเนาะရွေးချယ်ခံမှုအင်တာဗျူးဖြေတာမျိုးတွေကိုစ조사တဲ့နဲ့လာတလာဖြစ်ပါတယ် เนาะအချစ်ရဲမှာလိုအပ်တာထဲပို့ပြီးမျက်နှာစမ်းပွင့်လိုက်မယ်တကယ်တော့ရှေ့ပိုင်းမှာအင်္ဂါနဲ့နဲ့အစပြည့်ရဲ့ပုံကိုယ်လေးကိုမျက်နှာစမ်းပွင့်မယ်လို့ပဲပြောခဲ့တယ်ဒါပေမဲ့ဒီနေရာမှာလိုအပ်တာထဲပို့ရွေးလို့ပြောတဲ့အတွက်ကြောင့်เนาะလိုအပ်တာထဲပို့နေပြီဆိုကြတဲ့ကကောင်းချိုးမဟုတ်ဘူးဆိုချိုးလာလိမ့်မယ်ဒါကြောင့်ဘာကိုပြောချင်တာလဲဆိုတော့မျက်နှာစမ်းပွင့်ခြင်းကြောင့်နှက်ဆက်တွဲဖြစ်ပေါ်လာမဲ့ဆိုချိုးတွေရှိတယ်အချစ်ရဲမှာဒါကိုသတိထားပါလို့ပြောတာဖြစ်ပါတယ် เนาะအိမ်အောင်နဲ့သက်ဆိုင်ရင်เนาะအိမ်အောင်ပြုတ်ဖို့အစီအစဉ်ရေးဆွဲတဲ့သူတွေကတော့နောက်ကျလိမ့်မယ်เนาะအိမ်အောင်ပြုတ်ဖို့အချိန်ကို သတ်မှတ်ထားတဲ့ကာလထက်နောက်ဆုတ်ရတာမျိုးတွေဖြစ်ပေါ်စေရတတ်ပါတယ်ကျမ်းမာရေးအရာတော့သွေးတိုးတာသွေးပေါင်ကြတာတွေကိုဂရုစိုက်ရမှာဖြစ်တယ်ဒီအပြင်မှာသတိထားဖို့လိုတာကမိမိခံစားနေရတဲ့ဝေဒနာမျိုးမဟုတ်ဘဲနဲ့ရုပ်တရက်ပေါ်ပေါက်လာလို့ဖြစ်ပေါ်တဲ့ ခွဲစိတ်ကုသရတာတွေဖြစ်ပေါ်တတ်ပါတယ်ဒါကိုတော့ကျမ်းမာရေးရာတတိထားဖို့လိုပါတယ်အဲ့တော့ပြုလုပ်ရမယ့်ကုသိုလ်အစီအစဉ်ကဖန်ပန်းအိုးမှာမလကာညွတ်သုံးညွတ်တပေညွတ်တညွတ်တို့ကိုပြင်းပြင်းအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမိမိအိမ်ဖျားကြောင်းတော်မှာပြင်ဆင်ပူဇော်ခြင်းကုသိုလ်ကိုပြုလုပ်ပေးသွားဖို့လိုအပ်ပါတယ်နော်ဒါကဗုဒ္ဓဟူးနေ့အစပြုတဲ့အမည်ပိုင်ရှင်နေပါ ။နောက်ဂျာတာပရင်းနယ်နဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကမထင်မှတ်ပဲခရီးဝေးကိုရုတ်တရက်သွားရပါလိမ့်မယ်။နော်မတူညီတဲ့စီးပွားရေးကိုထပ်မံတိုးချဲပြီးတော့လှုပ်ဆောင်ခွင့်ရပါလိမ့်မယ်။နော်မတူညီတဲ့လုပ်ငန်းလို့ပြောတဲ့အတွက်တိုးချက်လှုပ်ဆောင်တယ်ဆိုတာထက်ထပ်မံချဲ့ထွင်လှုပ်ဆောင်တာကိုလုပ်နေတဲ့အလုပ်နဲ့နောက်ထပ်မတူတဲ့အလုပ်တွေ ထပ်ပြီးတော့လှုပ်ရဖို့ပေါ်ပေါက်လာမယ်လို့ပြောပါတယ်အဲ့တော့လှုပ်ရဖို့ပေါ်ပေါက်လာမယ်ဆိုတာလှုပ်ဖို့အခွင့်အရေးရမယ်လို့ဆိုလိုတာပါအဝေးကနေရောက်လာတဲ့မိတ်ဆွေတွေနဲ့ပေါင်းပြီးဆောင်ရွက်ရတဲ့အလုပ်တွေကလည်းအောင်မြင်မှုရပါလိမ့်မယ်။ဒါကြောင့်အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေကသူတို့လုပ်မဲ့လုပ်ငန်းအတွက်ကန့်လန့်လာတာမျိုးရှိခဲ့ရင်တော့ဒီလမှာပေါ်ပေါက်ခဲ့ရင်ဂျာသာရင်းနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကလက်ခံပြီးတော့လှုပ်ဆောင်တဲ့ကာလလို့ဖော်ပြထားတာကိုတွေ့ရပါတယ်။ ပြပနဲ့သက်ဆိုင်တဲ့ခရီးနယ်ပတ်သက်မြင်တော့ကြာသာပရိနိုင်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေကအချိန်ကြန့်ကြာတတ်လို့မိမိသွားမဲ့ကာလတစ်ခုကိုကြိုတင်ပြင်ဆင်ထားပေမဲ့အသေးချဆောင်ရွက်ထားပြီးဖြစ်ပေမဲ့လည်းနေ့စဉ်နဲ့အမျှအဲ့ဒီခရီးစဉ်နဲ့ပတ်သက်ပြီးအောင်မြင်မှုရှိအောင်အာယုံစိုက်ထားဖို့တော့လိုအပ်ပါတယ်နော်ဒါတော့အရေးကြီးပါတယ်ဒါပြပခရီးသွားမဲ့သူတွေအတွက်ကိုပြောတာဖြစ်ပါတယ်နောက်ဂျာတာပရိနိုင်နဲ့အစပြုတဲ့ပုံကိုရ ချစ်သူရှိပြီးပေမဲ့လည်းပဲမိမိကိုယ်တိုင်စိတ်များတတ်တာကြောင့်တောကဖြစ်ရတတ်ပါတယ်။နော်ဂျာတာရီနိုင်တဲ့အစားပြည့်တွေပုံကိုယ်တွေလူလွတ်တွေကိုပြောတာနော်အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအာယုံများတတ်ပါတယ်။အာယုံများတတ်တယ်ဒါလို့ဆိုရင်သဘောပေါက်ပါပြီနော်။ဒါပေမဲ့အဲ့ဒီအာယုံများခြင်းကြောင့်စိတ်တောကဖြစ်เสียရီပေါ်ပေါက်လာတတ်တဲ့ကာလဖြစ်လို့ပြောရရင်တော့အာယုံမများပါနဲ့ပေါ့နော်။ အနောက်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ကမိမိကိုစီးပွားဥစ္စာတွေပေးအပ်နိုင်မဲ့လာတလာဖြစ်ပါတယ်အဲ့တော့မိမိတို့ရှာဖွေစုဆောင်းနေတဲ့စီးပွားရေးအတိုင်းတာနဲ့ညီမျှတဲ့နော်သူ့ထက်တာလွန်ချင်းရှိနိုင်တဲ့ငွေကြေးတွေကိုမိမိအိမ်အောင်ဘက်ကမိမိကို အနံလာနိုင်တဲ့အထိကောင်းကျိုးရှိပါတယ်အဲ့တော့ပြောချင်တာကအိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ရဲ့ကောင်းကျိုးကိုခန့်စားရမယ့်ကာလဖြစ်ပါတယ်ကျမ်းမာရင်းရတော့ပခုံး လက်ပြင်အဆရှိတဲ့နေရာတွေမှာအကျောအစစ်တွေထိခိုက်တာ အကျောညက်တာဒါတွေဖြစ်နိုင်လို့သတိပြုရမှာဖြစ်ပါတယ်။အောင်ဂျာတာရီနိုင်နေအဆပြုတဲ့เนาะပုဂ္ဂိုလ်တွေကကုသိုလ်အနေနဲ့ပြုလုပ်တဲ့နာစပယ်ပန်း၅ခုကိုကျွေပကံအဖြူမှာထည့်ပြီးဒလိုလေးပေါ့စပယ်ပန်း၅ခုကိုကျွေပကံအဖြူမှာခွေပြီးထည့်ပြင်ဆင်ပြီးဂျာတာပရိနိနဲ့နဲ့ဆယ်နာရီမကြော်ခင်အတွင်းထဲမှာ ဖះရှင်ရဲ့ကြောင်းတော်မှာအသေးချာပကံလေးကိုကင်မာပြီးရှင်တော်မြတ်ဖះကိုအာယုံပြုတ်လို့စပယ်ပန်းကုန်းများနဲ့ပူဇော်ခြင်းကုသိုလ်ပြုတ်လို့ပါကတ်လှူတာမဟုတ်ဘူးနော်ပူဇော်ခြင်းကုသိုလ်ပြုတ်လို့ပါနော်အဲ့ဒါဟာကြာသာပရိနေနဲ့အစပြုတ်တဲ့အမြင့်ပိုင်ရှင်တွေဆောင်ရွက်ရမယ့်ကုသိုလ်စီစဉ်လေးပါနောက်တောက်ကြံနေတဲ့အစပြုတဲ့အမိပိုင်ရှင်တွေတောက်ကြံနေတဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာထင်ရှားကြော်ကြားခြင်း အောင်မြင်ခြင်းတွေကိုရရှိမဲ့ကာလဖြစ်ပါတယ်အဲ့တော့ထင်ရှားကြော်ကြားခြင်းနဲ့အောင်မြင်ခြင်းဟာမတူဘူးထင်ရှားကြော်ကြားတယ်ဆိုတာဟာကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုအများက အသိအမှတ်ပြုတ်လိုက်တာအများရဲ့ထောက်ခံချက်ကိုရရှိတာเนาะထင်ရှားကြော်ကြားတာအဲ့တော့အဲ့ဒါကထင်ရှားကြော်ကြားတာအောင်မြင်တာဆိုတာကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေကိုရည်ရထားတဲ့ကိစ္စပြီးမြောက်သွားတာကိုဖြစ်ချင်းတယ်လို့ဖြစ်သွားတာ နော်အဲ့ဒါဟာအောင်မြင်တာအဲ့တော့အခုတောက်ကြံနေတဲ့အစပြုတဲ့အမိပိုင်ရှင်တွေကထင်ရှားကြော်ကြားတာလည်းဖြစ်နိုင်တယ်အောင်မြင်တာလည်းဖြစ်နိုင်တယ်တဲ့ဒါကြောင့်နော်ဒီချိန်ကာလဟာတောက်ကြံနေတဲ့အစပြုတဲ့ပုံကိုယ်တွေဟာနော်ပြိတ္တအလဲမှာထွက်ပြီးတော့ဆောင်ရွက်ရတဲ့မိမိရဲ့အရေးအသွေးကိုပြတဲ့အလုပ်တွေကိုလုပ်နိုင်သလိုမိမိရည်ရွယ်ထားတဲ့ကိစ္စတွေကိုအင်းနဲ့အားနဲ့ဇွဲနဲ့ဝရိယနဲ့ထည့်ပြီး စ조사ဆောင်ရွက်လို့ရတဲ့ကာလဖြစ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့ထင်ရှားကြော်ကြားခြင်းကိုလည်းပေးမယ်။အောင်မြင်ခြင်းကိုလည်းရမယ်ကာလဖြစ်လို့ပါ။ဝန်တန်းဖြစ်တယ်ဆိုရင်ねယာဒူးတိုးဖို့အခွင့်ရေးအစ်စ်တွေကိုယာဒူးတိုးတဲ့အခွင့်ရေးအစ်စ်တွေကိုလက်ခံရရှိမယ်လားဖြစ်ပါတယ်တဲ့။နော်ဝန်တန်းဆိုရင်တော့ယာဒူးတိုးမယ်အခွင့်အရေးတွေရရှိပါလိမ့်မယ်။ကိုယ်ပိုင်စီးပွားလုပ်ငန်းအတွက်တော့ လူသိများအောင်ဆောင်ရွက်ဖို့အခွင့်ရေးကောင်းတဲ့လဖြစ်ပါတယ်အဲ့တော့မိမိရဲ့ကိုယ်ပိုင်စီးပွားဆိုရင်တော့ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်တယ်ဆိုရင်မိမိရဲ့ထုတ်ကုန်တွေကိုနော်စားသုံးသူတွေသုံးဆွဲသူတွေသိအောင်နော်ပြိသက်ရှေ့ကိုချပြဖို့အသင့်တော်ဆုံးကာလဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်နော်နောက်တစ်ခါတင်ကြားရေးလုပ်တဲ့လုပ်ငန်းရှင်တွေ ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေเนาะမာတင်ကြားရေးဆိုတာ online တင်ကြားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ပေါ့เนาะနောက်တစ်ခါအကြောင်းထောင်နဲ့เนาะ private ကျောင်းထောင်နဲ့ပညာရေးလုပ်ငန်းလုပ်တဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီလိုသူတွေဟာတင်ကြားရေးပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ပုံကိုယ်တွေဟာဒီလမှာတောက်ကြံနံနဲ့အစပြုတဲ့ပုံကိုယ်တွေဖြစ်မယ်ဆိုရင်နာမည်ကောင်းဂုဏ်သရင်ထွက်ပေါ်မဲ့ကာလဖြစ်ပါလေเนาะအဲ့တော့ဆရာမဒီနေရာမှာ တောက်ကြနံနဲ့အစပြုတ်တယ်ဆိုတာလူပုပ်ကိုကိုရင်ညွန်းထားတာဖြစ်ပေမဲ့မိမိရဲ့လုပ်ငန်းရဲ့နာမည်အဖွင့်နာမည်ဟာလဲတောက်ကြနံနဲ့ဖြစ်မယ်ဆိုရင်ဒီအဟောကိုယူလို့ရပါတယ်နော်အဲ့တော့ဥမာပေါ့နာမည်ကဂျာတာပရီနံနဲ့ပဲစထားတယ်ကိုလုပ်ငန်းရဲ့အဖွင့်နာမည်ဟာတောက်ကြနံအတန်ထွက်နဲ့အင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်အတန်ထွက်နဲ့စထားတယ်ဆိုရင် ဒါပေမဲ့သူ့လုပ်ငန်းဟာသင်ကြားရေးနဲ့ပညာရေးဆိုင်တဲ့လုပ်ငန်းပဲဖြစ်ရမယ်နော်အဲ့ဒါဆိုရင်တော့ဒီလဟာအောင်မြင်မှုကောင်းတွေကို ရရှိမဲ့လာတလဖြစ်ပါတယ်နာမည်ကောင်းဂုံတရင်တွေထွက်ပေါ်မဲ့လာဖြစ်ပါတယ်အခြေရေးကိစ္စတွေကညှော်မှန်းတယ်လို့အောင်မြင်မှုရမယ်ကာလဖြစ်ပါတယ်တဲ့အဲ့တော့မိမိဘလို့ညှော်မှန်းထားလဲမိမိညှော်မှန်းထားတာဒီသူ့ကိုနော်ခြေရေးဆိုဖို့ညှော်မှန်းထားရင်အဲ့ဒီမိမိခြေရေးဆိုတာအောင်မြင်မယ်အဲအကယ်၍ 那茶铺，几元茶饮；那茶馆当铺，几元茶饮。明明那茶馆当钱，阿面买包，喏。哎着，钱那不得比那阿面差了多，阿面冇牙洗没？哎着，银行得咩？所以呢，人家三本两路，阿趁路也看一下在这旮旯，在巴里的喏，都敢绕。爸妈，谁愿意呢？没媳妇，家里没爹爹，都要人家三本钱找，喏。 တဖက်လူရဲ့အထင်လွဲတာမျိုးကိုတော့ခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့နော်နောက်တစ်ခါကျမ်းမာရေးရအစာအတော့ကြောင့်ဘေးရွက် ဆိုးချိုးအလွယ်တကူဖြစ်တတ်ပါတယ်နော်တတိထားပါမိမိစားနေကြအစာစာကိုတော့တတိထားပြီးစားပါအသည့်အစမ်းအရတာအသည့်တွေစားသုံးခြင်းကိုလည်းကယူဆိုင်ပါနော်ဒါကြောင့်အစာအတော့တွေကြောင့်ဖြစ်တဲ့ဘေးရွက်ဆိုးကျိုးတွေအလွယ်တကူဖြစ်ပေါ်တတ်ပါတယ်ကုသိုလ်အစီအစဉ်နေနဲ့တော့ တောက်ကြနေနဲ့မိမိမွေးနေမှာဥမာတောက်ကြနေနဲ့အစပြုထားတဲ့အမီပိုင်ရှင်ဖြစ်ပေမဲ့မွေးနေ့ဟာစနေဖြစ်ရင်လည်းဖြစ်မယ်ဇာတာပရိဖြစ်ရင်လည်းဖြစ်မှာပေါ့နော်ဒါကြောင့်ကုသိုလ်လုပ်ရမှာနှစ်ရက်ပါတောက်ကြနေရဲ့မိမိရဲ့မွေးနေ့ရဲ့တောက်ကြသားသမီးဆိုရင်တော့တစ်ရက်ပဲလုပ်ရုံပဲပေါ့နော်အဲ့တော့အဲ့ဒီနေ့မှာအသင့်ဖုံးခွေးသုံးဆောင်နိုင်အောင်ပြင်ဆင်ထားတဲ့စွန်းနဲ့အတူပြင်ဆင်ထားတဲ့တစ်သေးစွန်းကိုပါကတ်လှူဖို့ဖြစ်ပါတယ်တပတ်မှာနှစ်ရက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ် အဲ့တော့အဲ့ဒီကက်လူမှုဟာသူကအချိန်ကာလအဖြစ်အယုံမှာပဲလှူလို့နေစွန်မှာပဲလှူလို့မိမိအစဉ်ပြေရာမှာအဲ့ဒီစွန်းတဲ့အတူအစ်စ်ဖုံးပွဲသုံးဆောင်မှုပြင်ဆင်ထားတဲ့တစ်သီးစွန်းတပွဲကိုပါကတ်လှူရမှာဖြစ်ပါတယ်။ဟောနောက်စနေနေနဲ့အစပြုတဲ့အမြီပိုင်ရှင်တွေပါစနေနေနဲ့အစပြုတဲ့အမြီပိုင်ရှင်တွေကတော့ စီးပွားရေးအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်ဒီလတော်တော်များများเนาะဟိုဟိုနင်းလေးတွေပေါ့ဂျိုလေးတွေရဲ့အနေထားလေးတွေကောင်းတဲ့အတွက်တင့်တင့်နဲ့ကန်တရားအဟောလေးတွေတွေ့ရပါတယ်စီးပွားရေးအထူးကောင်းမွန်တဲ့ကာလဖြစ်တယ်ယာရုတိုချင်းလုံပိုင်ခွင့်အနှင်းခံရခြင်းတို့လည်းဖြစ်ပါလိမ့်မယ်ဘာသာရေးကုသိုလ်ရေးကိုပို့ပြီးအာယုံဆိုင်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်မိမိဆောင်ရွက်နိုင်တဲ့အလျောက်ကောင်းသောမိမိရဲ့ ကံတရားတွေအားပို့ပြီးတော့ထင်ရှားအကျိုးပေးလာမယ်ကာလလည်းဖြစ်ပါတယ်အဲ့တော့ဖခင်ဒါမှမဟုတ်အကြီးအကဲတူဦးရဲ့ကျမ်းမာရေးချောင်းတော့မိမိမှာစိတ်တော်ကဖြစ်ရတာစိတ်ပူရတာတွေဖြစ်စေတတ်ပါတယ်အဲ့တော့ကုံချမ်းတွေကိုတံပိုးပြောင်းလဲပြီးအကျိုးအမျက်ထင်ရှားလိမ့်မယ်လို့ပေါ်ပြပါတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့เนาะဟိုကွန်ပျူစီထုတ်လုပ်တဲ့နေရာမှာ ကုံချမ်းကနေကုံချောဖြစ်ပြောင်းလဲထုတ်လုပ်တဲ့လုပ်ငန်းမျိုးတွေဆိုရင်အဲ့ဒီလုပ်ငန်းတွေဟာဒီလအတွက်ပေါင်းချုံအကျိုးအမြတ်ထင်ရှားမဲ့ကာလလို့ဖော်ပြတာပါအဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့ပညာရေးလုပ်ငန်းလုပ်သူတွေကတော့ပြိတ္တပေါ်များလာမဲ့လာဖြစ်တယ်လို့ပြိတ္တရဲ့ထင်ကြီးလေးစားမှုကိုရရှိမဲ့ကာလဖြစ်ဖော်ပြပါတယ်အခြေရေးအရတော့မိမိနဲ့အသက်အရွယ်အလွန်ကွာတဲ့သူတွေရဲ့ ချီးရင်ဆိုခြင်းကိုခံရတတ်တဲ့ကာလဖြစ်ပါတယ်နော်အဲ့တော့အိမ်အောင်တွေအတွက်တော့တုံးနဲ့တူမကြခဏเนาะအတိုက်ခံစကားပြောဆိုရတာတွေဖြစ်ပေါ်စေတတ်တယ်လို့ဖော်ပြထားပါတယ်အဲ့တော့ကျမ်းမာရေးအရာတော့စနေနေ့နဲ့စတဲ့အမိပိုင်းရှင်တွေကဒီလထဲမှာအယိုးအစစ်ထိခိုက်တာ နာကျင်တာရောင်ရမ်းတာတွေဖြစ်ပေါ်တတ်လို့သတိထားဖို့လိုအပ်ပါတယ်။ စနေနေနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေပြုလုပ်တဲ့နဲ့ကုသိုလ်ကစနေနေနဲ့အစပြုတဲ့ဖုံးတော်ကြီးကြောင်းနော်ဒါမှမဟုတ်ရင်စနေသားတန်ဃာတော်ရဲ့သရင်300ကြောင်းမှာစံစီစာအစရှိတဲ့ဖြူပွဲပစ္စည်းတွေကိုဖြူတန်းပေးတဲ့ကုသိုလ်တစ်ခုကိုနော်ပြုလုပ်ပေးဖို့ဖြစ်ပါလေအဲ့ဒါကတော့နေ့ရက်ရွေးချယ်စရာမလိုပဲ မိမိအစဉ်ပြေရာရက်ကိုဒီတလတာအတွင်းမှာပဲရွေးချယ်ပြီးမိမိကိုယ်တိုင်လက်ထိလက်ရောက်ကတ်လှူပေးသွားဖို့ဖြစ်ပါတယ်เนาะ